ီဒီယိုရိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စကလုံးမေ့တော့လဲပြဿနာပေါ့နော်ဟိတ်ကိစ္စကကျွန်တော်တို့မှလည်းခုချိန်ကြီးရှိတယ်အဲ့ချိန်မှာကျွန်တော်ကဗီဒီယိုအစအဆုံးပြန်မရိုက်တော့ဘူးဘယ်လိုမျိုးတခြားအကြောင်းအရာလေးနဲ့ဒီဗီဒီယိုကိုပဲကြည့်လို့ကောင်းအောင်လို့ကျွန်တော်အစားထိုးပြီးလုပ်လိုက်လဲဆိုတော့ကျွန်တော်ပြရင်လည်းဗီဒီယို edit နေကြလူတွေကတော့ဒီဟာလွယ်လွယ်လေးပေါ့နော်ကိစ္စမရှိဘူးဒါပေမဲ့ခုမှစပြီးတော့လုံမဲ့လူတွေမလုတ်တက်နေတဲ့လူတွေကတော့ဒါလေးကိုဆက်ပြီးကြည့်လိုက်ကျွန်တော်ခုကအကြောင်းအရာတစ်ခုကိုကျွန်တော်ပြောပြရင်လည်းလမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးပေါ့နော် ခဲ့ခုကျွန်တော်စပြီးတော့ပြောပြရမယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာပုံမှန်လမ်းလျှောက်နေရဆိုလို့ရှင်ကျွန်တော်ရရှိနိုင်မဲ့အကျိုးကျေးဇူးများစွာရှိပါတယ်တကယ်လို့ဒါကျွန်တော်တို့ကမနက်တိုင်းမနက်တိုင်းမှာကျွန်တော်တို့စောစည်းစွာနဲ့လမ်းလျှောက်နေမယ်ဆိုလို့ရှင်လမ်းလျှောက်တဲ့အလေးချင်းကိုကျွန်တော်တို့ပုံမှန်လုပ်နေမယ်ဆိုလို့ရှင်ဟေးဒါဆိုလို့ရှင်ကျွန်တော်ခုနကကင်မရာကိုကြည့်ပြီးပြောတဲ့အပိုင်းနဲ့ဒီ note ကိုကြည့်ပြီးတော့ပြောတဲ့အပိုင်းပေါ့နော်အဲ့ဒီအပိုင်းတစ်ခုကိုအစဉ်ပြေအောင်လို့ဘယ်လိုမျိုး edit လဲဆိုတာကိုကျွန်တော်လုပ်ပြပြမယ် ဆက်ပြီးတော့ကြည့်ကြည့်အောင်เนาะအရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ကဖုန်းထဲမှာ App Store ထဲမှာဖြစ်ဖြစ် Play Store ထဲမှာဖြစ်ဖြစ်ပေါ့เนาะ Android iOS ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ App တစ်ခုကိုကျွန်တော်တောင်းမယ်เนาะဒီမှာ Canva ဆိုတဲ့ App ကိုတစ်ခါရဲရိုက်ရှာလိုက် C A N V A ပေါ့เนาะဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်ရိုက်ရှာလိုက်မယ်ရိုက်ရှာပြီးတော့အဒီအားလေးပေါ့เนาะဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်ကတော့ဒေါင်းမီတာဖြစ်နေပြီပေါ့เนาะဒေါင်းမီတာဖြစ်တဲ့ဒါလေးကိုပဲကျွန်တော်က open လုပ်လိုက်ပါမယ်တကယ်လို့ကိုယ်အနေနဲ့မတောင်းရလေဆိုဒီအရာလေးကိုတောင်းလိုက်ပါဒါလေးကကျွန်တော်တို့ဗီဒီယို edit တမားတွေအတွက်တော်တော်များများသုံးကြတဲ့ application လေးတစ်ခုပေါ့နော် free သုံးလို့ရတဲ့အားတွေအများကြီးရှိတယ်အဲ့တော့ဒါလေးကိုတစ်ချက်တောင်းလိုက်မယ်ဖွင့်လိုက်မယ်နော်ဒါလေးကိုပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာဗီဒီယိုလေးယူမယ်ဗီဒီယိုလေးယူမယ်ဆိုတာဒီမှာ free template တွေရှိတယ်တော်တော်များများ free တွေများပါလေနော် မကိုရေးဗီဒီယိုရဲ့ ratio ပေါ့နော်ကိုကဘယ်ဗီဒီယိုပုံစံနဲ့ရိုက်ထားလဲဒါဆို YouTube တွေပါရလေဆိုလို့ရှိရင်ဒီလိုမျိုးပုံစံပေါ့နော် landscape လားဒါမှမဟုတ်ရှင်လဲဒီ TikTok တွက်လားဒီ Facebook re တွက်လားပေါ့နော်ဒါကျွန်တော် mobile video ဒါလေးပဲကျွန်တော်တုံးလိုက်မယ်နော်ကျွန်တော်ရိုက်ထားတာအဲ့ပုံစံဆိုတော့အဲ့တော့ okay ဒါလေးကိုကျွန်တော်တစ်ချက်နေလိုက်မယ်ဒီမှာဆိုလို့ရှိရင်သူက template တွေအများကြီးထွက်လာပြီအဲဒါလေးဆိုတာ free နော်ဒါတော့ free မဟုတ်ဘူးပေါ့နော်မ free အများကြီးရှိတယ် free မဟုတ်တဲ့ဟာဆိုလို့ရှင်ဒီမှာ edu တို့ဓာမျိုးလေးပေါ်တယ်ပေါ့နော် free ဟာကြီးကြတော့အကုန်လုံးကဒီတိုင်းလေးပဲသုံးလို့ရတယ်နော်အဲ့မှာကျွန်တော်တို့ပြောတဲ့အကြောင်းအရာကလမ်းလျှောက်တဲ့အကြောင်းအရာဆိုတော့ဒီလမ်းလျှောက်နေတဲ့ပုံလေးကအဆင်ပြေပြီလို့ကျွန်တော်ထင်တယ်ဒါလေးကိုကျွန်တော်နမူနာယူသုံးပြရမယ်ဒါလေးကိုကျွန်တော်ချက်နေလိုက်မယ်တကယ်လို့ကိုယ်အနေနဲ့ဒီဗီဒီယိုမှာသူ original ပါပြီးသားသူတို့လုတ်ပြီးသားဒီစာတွေပါတွေကြိုက်တယ်ဆိုလည်းထဲ့ပေါ့နော်မကြိုက်ဘူးကိုယ့်ဟာကိုယ်လေးပဲဒီလိုလမ်းလျှောက်တဲ့ ပုံစံမျိုးလေးပဲလိုချင်တယ်ဆိုလို့ရှိရင်ဒါလေးတို့ကျွန်တော်အနေနဲ့ဖြဲလို့ရပါတယ်နှိပ်ပြီးတော့ကျွန်တော်ဖြတ်လိုက်မယ်เนาะကျွန်တော်ကတော့ဖြတ်လိုက်မယ်ကြည့်လိုက်မယ်อืมစာရေးအကုန်လုံးကျွန်တော်ဖြတ်လိုက်မယ်เนาะကိုကြိုက်တယ်ဆိုလည်းထည့်ပါเนาะဖြတ်မယ်ဆိုလို့ရှိရင်ဒီစာလေးတို့ထောက်ပြီးအကုန်လုံးဖြတ်လိုက်လို့ရပါတယ်เนาะကြည့်တော့ပြန်ကြည့်ကြအောင်ဒါ10စက္ကန့်စာလေးเนาะ โอเคဒါလေးဆိုအဆင်ပြေရနော်ကျွန်တော်တို့ line လျှောက်တဲ့အကြောင်းအရာနဲ့ပြောတဲ့ corner တဲမှာကျွန်တော်ထည့်လို့ရပြီဒါဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးကဒီများလေးကိုကျွန်တော်တစ်ချက်နေလိုက်မယ်ပြီးတော့ရင် download ကိုတစ်ချက်နေလိုက်ပါမယ် download ပေါ့နော်တည်ရလူတွေကတော့တော်တော်များပါတယ်တကယ်လို့ကိုယ်အနေနဲ့မတည်သေးဘူးဆိုလို့ရှိရင်လည်းဒီဒီ canva လေးကိုလေးလာကြည့်ကလိကြည့်ပေါ့နော်ဒါလေးကတော်တော်လေးအသုံးဝင်ပါတယ်ကဲပြီးပြီဆိုလို့ရှိရင်ကျွန်တော် gap gap တွေကိုသွားလိုက်မယ် ကပ်ကတ်ရေရောက်ပြီဆိုရင်ကျွန်တော်တို့ခုနကရိုက်ခဲ့တဲ့ဗီဒီယိုပေါ့နော်အဲဒါဆိုရင်ဒါခုနကကျွန်တော်တို့တောင်းလာတဲ့ဟာနော်ခုနရိုက်ခဲ့တဲ့ဗီဒီယိုလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာတစ်ချက်နားအောင်ရှင်းမယ်ဒါခုနကကျွန်တော်ပြောလာတာဆိုတော့ဗီဒီယိုဗီဒီယိုဟိုဟာကျောင်းရံဖူးကျောင်းရံဖူးကျွန်တော်စပြီးတော့ပြောပြကျွန်တော်စပြီးတော့ပြောပြရွှေ့ပြီးတော့ဒီလိုမျိုးတွားလို့ရမယ်နော်ကျွန်တော်တို့ကကျွန်တော်တို့ကစပြီးတော့ပြောပြစပြီးတော့ပြောပြကျွန်တော်နေ့စဉ်ကျွန်တော်နေ့စဉ် အဲ့ okay ဒီနားလေးကနေစပြီးတော့ကျွန်တော်ကအတည့်ရမှာပေါ့နော်နမူလာအတည့်ရမှာဆိုတော့ဒီနားလေးကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ပြီးတော့ရင်ဒီရောက်က split ဆိုတဲ့ဟာလေးကိုတစ်ချက်တစ်ချက်နှိပ်လိုက်မယ်ပြီးတော့ရင်ဒီအရှိရမလိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ရင်ဒီမှာ delete ဆိုတဲ့အတွေ့အနော်ဖြတ်လိုက်မယ်ဒါဆိုရင်ဗီဒီယိုရဲ့အစကကျွန်တော်တို့လိုချင်တဲ့နေရာနေစလို့ရတယ်။ဒီဘဝမှာပုံမှန်လမ်းလျှောက်နေတယ်ဆိုလို့ရှိရင်ဒီနေ့စဉ်ဘဝမှာပုံမှန်လမ်းလျှောက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ရရှိနိုင်တယ်ကျွန်တော်ရရှိနိုင်တယ်အချိုးကျစုပါလေ။ရှိပါလေ။တကယ်လို့ဒါကျွန်တော်တို့ကကျွန်တော်တို့က โอเคဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်ကငုံပြီးတော့ပြောလိုက်တယ်ပေါ့เนาะစာကိုပြန်ပြီးတော့မေ့ရတာဖြစ်တော့စာကိုပြန်ပြီးတော့ကြည့်လိုက်တယ်အဲ့တော့ဒီနေရာကိုကျွန်တော်အနေနဲ့ကမကြိုက်ဘူးပေါ့ဗျာမကြိုက်ဘူးဖြစ်တဲ့အတွက်ကျွန်တော်ခုနကတော့ဒေါင်းထားတဲ့ဗီဒီယိုလေးကိုကျွန်တော်ဒီနေရာမှာအစားတို့ပြီးထည့်မယ်เนาะဘယ်လိုအစားတို့ပြီးထည့်မလဲဆိုတော့အရင်ဦးဆုံးကျွန်တော်ကအတန်ကိုအရင်ဦးဆုံးအတန်နဲ့ရုပ်နဲ့ကိုခွဲထုတ်ရမယ်အဲ့တော့ဒီဗီဒီယိုကိုအရင်ဦးဆုံးနှိပ်လိုက်နှိပ်ပြီးတော့ဒီဘက်ကိုရွှေ့လိုက်ရွှေ့လိုက်ပြီဆိုလို့ရှိရင်ဒီမှာတွေ့နိုင်မယ်ခဏလေးเนาะ မှန်တယ်လား abstract audio နော်ဒီကောင်လေးကိုချက်နှိပ်လိုက်ပြီဆိုရှင်အတန်နဲ့ရုံနဲ့ဟာတီးခြားဖြစ်သွားပြီဒီစဉ်ဘောမှာကျွန်တော်လောက်ယူမယ်။ကျွန်တော်ရချင်တယ်ဆိုတော့ရချင်တယ်အချိုးရချင်တယ်အချိုးကြီးပြပါရှိပါလေ။တကယ်လို့လားကျွန်တော်တို့တကယ်လို့လား။ Okay ဒီညအစပြီးကျွန်တော်ဖြစ်လိုက်တော့မယ်နော်။ရှိပါလေ။ရှိပါလေ။ရှိပါလေ။တကယ်လို့လား။ Okay ငုံကြည့်တဲ့နေရာကိုကျွန်တော်မလိုချင်ဘူး။ငုံကြည့်တဲ့နေရာကျွန်တော်အဲ့တော့ဒီနေရာလေးကိုကျွန်တော်တစ်ချက် နေလိုက်မယ်နေပြီးတော့ဒီအောက်မှာတို့လာ subplus ဆိုတဲ့အားလေးနော် android ios ကနည်းနည်းကွဲမယ်လေထင်တယ်ကွဲလေဒါလေးတွေကတော့အုံတုံးလေးတွေကတူတူပဲပေါ့နော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နေလိုက်နေပြီးတော့ဒီနေရာလေးကိုကျွန်တော်တို့အနေနဲ့ခုနကတော့ထောင်းခဲ့တဲ့ဗီဒီယိုလေးကိုကျွန်တော်အစားထိုးမယ်၈စက္ကန့်လောက်ပါကျွန်တော်တို့ source ဆိုရယ်လမ်းလျှောက်နေမယ်ဆိုလို့ရှိရင်လမ်းလျှောက်တဲ့အလေးချင်းကိုကျွန်တော်ပုံမှန်လုပ်နေမယ်ဆိုလို့ရှိရင်ဟုတ်ကဲ့အဲကျွန်တော်နမူနာပြတာကျွန်တော်ပုံမှန်လုပ်နေမယ်ဆိုလို့ရှိရင် โอเคဒီလောက်နဲ့ကျွန်တော်ထားလိုက်မယ်အဲ့ဒီနေရာခေါင်းငုံနေတဲ့ဟာကိုကျွန်တော်မကြိုက်ဘူးဗျာမကြိုက်ဘူးဖြစ်တဲ့အတွက်ခုနဗီဒီယိုလေးကိုကျွန်တော်တုံးခြင်းတယ်အတန်းလည်းကျွန်တော်တို့ကစစ်ထုတ်ပြီးတာဖြစ်တာဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုဖြတ်လိုက်လို့ရှိရင်အတန်းမပါတော့ဘူးပေါ့နော်โอเคဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် split ပေါ့နော်ဒီခေါင်းငုံတစ်ချက်နှိပ်လိုက်မယ်ပြီးပြီဆိုလို့ရင်ဒီဘက်ကိုရွှေ့ဒီနေရာလေးကိုကျွန်တော်တို့ကခုနဗီဒီယိုလေးကိုအစားထိုးလိုက်ပါမယ်အဲ့တော့ဒါလေးကိုတစ်ချက်ထောက်လိုက်ပြီးတော့ရင်ဒီခေါင်းလေးကိုဒီဘက်ကိုရွှေ့မယ် ရွှေ့ပြီးတော့ဒီမှာ replace တွေ့ရနော်အကောင့်လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ရင်ဒီမှာတွေ့လာခုနဗီဒီယိုလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒါ8.4 second ပေါ့နော်အကောင့်လေးကိုကျွန်တော်တို့ကရမယ်ဒါကို confirm နှိပ်လိုက်ပါမယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြန်ကြည့်အောင် နေ့စဉ်ဘဝမှာပုံမှန်လမ်းလျှောက်နေရတဲ့ကျွန်တော်ရရှိနိုင်မယ်ကျွန်တော်ရရှိနိုင်မယ်ချိုးချိုးရပါရှိပါလေတကယ်လို့လားကျွန်တော်တို့ကလက်အိုကေအဲ့ဒါလို့ရှင်သူလမ်းလျှောက်တဲ့ပုံစံလေးလည်းရတော့မယ်အဲကိုပြောတဲ့စကားကလည်းမပြောတော့ပြင်ကိုရုပ်ပြန်လာပြန်ဒါဆိုလို့ရှင်ကျွန်တော်ဒါဆိုလို့ရှင်ကျွန်တော်ဒါဆိုလို့ရှိရင်တော့လွယ်ကူပါတယ်ဒီလောက်လေးကြည့်ရင်တော့ကျွန်တော်နည်းနည်းမြန်ပြောလိုက်တာပေါ့နော်အမီနစ်တွေအရန်ရှိနေပါလို့ကိုနည်းနည်း edit လေးလုပ်ကြည့်ပေါ့နော်ပြီးလို့ရှိရင်ဒီနေရာလေးတွေပေါ့နော်ကျွန်တော်တို့ရုပ်နဲ့ဒီဗီဒီယိုနဲ့ဒီပါတယ်ကူးပြောင်းထားတဲ့နေရာလေးတွေဒီနေရာလေးတွေဒီ ီအချောင်းလေးနေရာလေးမှာကျွန်တော် transition လေးတွေထည့်လို့ရတယ်အဲ့ဒါကြတော့ဒါလေးကိုချက်နှိပ်လိုက်မယ်ဗျာနှိပ်ပြီးတော့ဒီမှာ free ဟာတွေရှိတယ်ဒီစိန်တုံးလေးတွေကဒါကတော့ VIP web pro တွေဝယ်ရတဲ့ဟာတွေပေါ့နော်အဲ့မှာတစ်ချက်ကြည့်လိုက် U လေးတွေဆိုလို့ရှိရင်ဒီဘက်ကိုရွှေ့ဒီမှာ blah ဒါလေးတွေတုံးမလားစိန်တုံးလေးတွေကတော့မရဘူးပေါ့နော်အဲ့တော့ဒီမှာဒီ plan ဒါဆို free တွေပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ပြရမယ်ဒီပါလေဒီပါလေနော်ပြီးတော့လို့ရှိရင်ဒီအမှန်ကြီးလေးကိုတစ်ချက်နှိပ်လိုက်ပြန်ကြည့်အောင် ူကျေးဇူးများစွာရှိပါတယ်။ရှိပါတယ်။တကယ်လို့ဟုတ်ကဲ့အဲဒါဆိုသူကမောင်းသွားပြီးတော့မှဒီနေရာလေးကိုပြန်ပြီးတော့လင်းလာတာနော်။အဲ့လိုပုံစံလေးပေါ့။ကြတဲ့အားလုံးအဆင်ပြေသွားတယ်ကိုဗီဒီယိုရိုက်လိုက်ကိုမိသွားနေရာကိုစာလေးငုံကြည့်လိုက်ပြီးလို့ရှင်ကိုအစားထိုးခြင်းနဲ့ဗီဒီယိုလေးထည့်လိုက်ကိုမလို့ခြင်းနေရာကိုပြန်ဖြတ်လိုက်အဲ့လိုလေးတွေလုံရင်လုံရင်လည်းကျွန်တော်တို့ကပို့ပြီးတော့ကျွမ်းကျင်လာမှာပေါ့နော်ကိုယုတ်ကြည်ပဲတဲ့အမြဲတမ်းပြနေစရာလည်းမလိုဘူးကိုအနေနဲ့လည်းဟိုစာတွေမိသွားလို့ရှင်လည်း အစနေပြန်ရရတဲ့ဒုက္ခတွေကกินဝေးတော့မှာပေါ့နော်ကျွန်တော်တော့ဒီနောက်ပိုင်းသိပ်မမေ့တတ်တော့အရင်ကတော့တော်တော်မေ့တတ်တယ်မေ့တတ်ရင်ကျွန်တော်ဒီလိုမျိုးတွေဖြတ်ဖြတ်ပြီးတော့တုံးတယ်ပေါ့နော်အားလုံးပြီးတော့ပြီကိုလည်းသဘောချပြီဆိုလို့ရှိရင်တခြားတူးလေးတွေလည်းလေ့လာလို့ရရနော်ဒီမှာအများကြီးရှိတယ်ပေါ့နော်ဒါတွေကထားလိုက်အောင်နောက်မှဖြည်းဖြည်းချင်းပြောမယ်ပေါ့နော်ဒီရင်ဒီ export ဆိုရလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒီဗီဒီယိုလေးကရှားသွားပြီဖြစ်ပါတယ်ကဲစမ်းကြည့်ရအောင်ဒါတော့ပါပဲโอเค